ညာရေးဒါစီမံခန့်ခွဲမှုကဒီမိုကရေစီနိလန်းတကျဖြစ်ဖို့အတွက်မူဝါဒမှာဖော်ပြထားတယ်။ဒီမှာပြည်ထောင်စုမှာအဆင့်၄ဆင့်အဲမူဝါဒကသတ်မှတ်ထားတယ်။အဲအောက်ဆုံးဆင့်ကဒါကျောင်းဆင့်ပေါ့ကျောင်းနေတက္ကသိုလ်ရဲ့ဆင့်ဒုတိယကမြို့နယ်ဆင့်တတိယကပြည်နယ်ဆင့်နောက်ဖက်ဒရယ်ဆင့်ဒီမှာအခြေခံအကျဆုံးကတက္ကသိုလ်နဲ့ကျောင်းနေနဲ့သက်ဆိုင်ရာဒေသကလူမျိုးစုဖွဲ့စည်းပြီးလေအခြေခံအကျဆုံးပဲ။ဆိုတော့ပညာရေးစီမံခန့်ခွဲမှုမှာဒီကျောင်းတစ်ခုက ကျောင်းရဲ့ကိစ္စတွေကိုဆုံးဖြတ်ဖို့ပေါ့ကျောင်းရဲ့ကိစ္စကျောင်းသားလက္ခဏာဆရာခန့်ထားတာအဲတင်ယွညွန်းတန်းစသဖြင့်ပေါ့အဲ့ဒီကျောင်းရဲ့အရေးအရာကိစ္စတွေကိုဆုံးဖြတ်ဖို့အတွက်တယောက်တည်းကဆုံးဖြတ်တာမျိုးမဖြစ်เสียဘူးကျောင်းအုပ်ချုပ်ရေးကောင်စီကဆုံးဖြတ်တာဖြစ်ရမယ်အဲ့ဒီအတွက်ကျောင်းအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းဖို့အတွက်မူဝါဒထည့်သွင်းထားတယ်တက္ကသိုလ်တွေနဲ့လားတူပဲတက္ကသိုလ်တွေရဲ့ကိုယ်ဝန်ပြဌာန်းခွင့်ရှိတယ်တက္ကသိုလ်ကိုရဲ့ကိစ္စတွေကိုတက္ကသိုလ် ရဲ့တက်ကတူရီကောလိပ်တွေကအုတ်ချွေးကောင်စီကအဲဆုံးဖြတ်ပိုင်ခွင့်စီမံခံခွဲပိုင်ခွင့်ရှိတယ်။ဒီမြို့နယ်ပညာရေးကောင်စီမြို့နယ်အတွင်းရပညာရေးကိစ္စတွေကိုဆောင်ရွက်ဖို့အတွက်မြို့နယ်ပညာရေးကောင်စီဒါဖွဲ့စည်းဖို့မြို့နယ်ပညာရေးကောင်စီဖွဲ့စည်းတဲ့အခါမှာအပေါ်ဝါခန့်အတာပေါ့ဘူး။အရင်စနစ်ကလည်းဝင်ကြီးကညွှန်ကြားမှုခန့်ညွှန်ကြားမှုကမြို့နယ်ပညာရေးမှုခန့်မြို့နယ်ပညာရေးမှုကအကြောင်းအုပ်ခန့်အဲ့ဒီလိုစနစ်မဟုတ်ဘူး။အပေါ်ဝါနေခန့်အတဲ့စနစ်မဟုတ်ဘူး။ဆိုတော့မြို့နယ်ပညာရေးကောင်စီကို အဲမြို့နယ်အတွင်းမှာရှိတဲ့အကြောင်းအုပ်ချုပ်ရေးကောင်စီတွေကဇေလွတ်တဲ့ကိုယ်စားလှယ်တဲကတူအုပ်ချုပ်ရေးကောင်စီတွေကဇေလွတ်တဲ့ကိုယ်စားလှယ်အဲဒီမြို့နယ်အတွင်းမှာရှိတဲ့လူမျိုးစုပညာရေးဖွဲ့စည်းတွေကအဲဇေလွတ်တဲ့ကိုယ်စားလှယ်အဲဒီကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းတဲ့မြို့နယ်ပညာရေးကောင်စီဖြစ်ရဒီပုံထဲမှာအပြာရောင်များလေးတွေကြည့်လိုက်ပါအများကောင်းကအပေါ်သွားတယ်အတိဘယ်ကဒီ bottom up ဒီအရင်စနစ်ကဆရာနာရှင်စနစ်က top down ဒီကောင်က bottom up အောက်ခြေကနေရွေးချယ်တဲ့ကိုယ်စားလှယ်များနဲ့ဖွဲ့စည်းတဲ့ကိုစားပြုမှုရှိတဲ့ဒါဖွဲ့စည်းမှုဒါမြို့နယ်ရဲ့ပညာရေးလုပ်ငန်းကိုမြို့နယ်ပညာရေးကောင်စီကဆုံးဖြတ်ပိုင်ခွင့်လုပ်ပိုင်ခွင့်ရှိတယ်။အဲတော့ပြည်နယ်ပညာရေးကောင်စီဒီပြည်နယ်ပညာရေးကောင်စီကပြည်နယ်တစ်ခုလုံးရဲ့ပညာရေးကိစ္စအဝအဝကိုဆောင်ရွက်ပိုင်ခွင့်ရှိတယ်။ကျောင်းတွေထူထောင်တာတက္ကသိုလ်တွေထူထောင်တာဒီဆရာတွေခန့်အပ်တာဒီစသဖြင့်ပေါ့ပညာရေးကိစ္စအဝအဝတည်ယုံညွန်းရေးဆွဲတာ အဲ့ဒီကိစ္စတွေအလုံးကပြည်နယ်ကနေဆုံးဖြတ်လုပ်ပိုင်ခွင့်ရှိတယ်ပြည်နယ်ပညာရေးကောင်စီကိုဖွဲ့စည်းတဲ့အခါမှာသူလည်းအလားတူပဲအပေါ်ကနေဝန်ကြီးရခန့်မှမဟုတ်ဘူးအစိုးရကခန့်မှမဟုတ်ဘူးအဲ့ဒီပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်အသီးသီးကပညာရေးကောင်စီအဲ့ဒီမြို့နယ်ပညာရေးကောင်စီကရွေးရွေးစေလှုပ်လိုက်တဲ့ကိုယ်စားလှယ်များအဲ့ဒီကိုယ်စားလှယ်များ ਨੇ ပညာရေးပြည်내ပညာရေးကောင်စီဖွဲ့စည်းဖို့ဖြစ်ပါတယ်။သူလည်းအောက်ခြေရလာတဲ့ကိုစားပြုမှုဒီမိုကရေစီဖြစ်ပါတယ်။ ။နောက်အပေါ်မှာ Federal ပညာရေးကောင်စီဒီမှာအရွယ်စားလေးကြည့်လိုက်ပါပြည်내ပညာရေးကောင်စီရဲ့အရွယ်စားနဲ့ Federal ပညာရေးကောင်စီရဲ့အရွယ်စားပုံမှန်အတိပဲရှိတယ်။ဒါပညာရေးကဏ္ဍရဲ့ပမာဏကြီးမားတဲ့ပမာဏကပြည်내ပညာရေးကောင်စီမှာရှိတယ်။ Federal ပညာရေးကောင်စီကပြည်내တဲ့ပမာဏသေးတယ်။ဆိုတော့ပြည်내ပညာရေးကောင်စီကိုဖွဲ့စည်းတဲ့အခါမှာလည်း sorry Federal ပညာရေးကောင်စီဖွဲ့စည်းတဲ့အခါမှာလည်းပြည်တော်စုအတွင်းမှာရှိတဲ့ပြည်내တွေ Federal unit တွေ အဲ့ဒီကနေရွေးချယ်ဆ ెల ုတ်တဲ့ကိုယ်စားလှယ်များ ਨੇ ဖက်ဒရယ်ပညာရေးကောင်စီဖွဲ့စည်းဖို့ဖြစ်ပါတယ်ဒီဖက်ဒရယ်ပညာရေးကောင်စီရဲ့လုပ်ငန်းကနည်းနည်းပဲရှိတယ်သူကဒီဒီပညာရေးဆိုင်ရာအရေးသွေးပိုင်းဆိုင်ရာအရေးသေးမြန်မာရေးဆိုင်ရာ ဆောင်ရွက်ဖို့နောက်တည်ယုံညနန်းဆိုင်ရာတည်ယုံညနန်းအဲပြည်တော်စုမှာတုံးရမယ်တည်ယုံညနန်းအညွန့်ပေါင်းရေးဆွဲဖို့ဒီနောက်တစ်ခါသူတည်တနာတွေတာဝန်ယူဆောင်ရွက်ဖို့နောက်တစ်ခုကဘန္နာရေး တော့ပြည်နယ်တွေရဲ့လိုအပ်တဲ့ဘာနာရေးကိုအဲပက်ဒရယ်ပညာရေးကောင်စီကဖြည့်ဆည်းပေးဖို့ဒါကပညာရေးဆိုင်ရာအဖွဲ့စည်းမှုနဲ့ဆုံးဖြတ်မှုမှာဒီမိုကရေစီနီလန်းကြဖြစ်ဖို့အတွက်မူဝါဒကပြဋ္ဌာန်းထားတာဖြစ်ပါတယ်